အားလုံးပဲမင်္ဂလာပါခင်ဗျာသွေးဦးသားသွေးဝင်ပေါင်းတို့ရေသွေးဦး family youtube channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုပါတယ်နော်ဒီကနေ့မှာတော့ဗျာဆရာလာတန့်ရဲ့ကြပြချို့ကိုဖတ်ပြပေးပေးရလိခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါအောင်နော်ပျော်ရွှင်မှုဆိုတာ ပျော်ရွှင်မှုဆိုတာကလေးငယ်တယောက်ရဲ့မုံမာပဲပျော်ရွှင်မှုဆိုတာကျင်စာဥဇနီးမောင်နှံရဲ့ရင်ခုန်နှံမှာပဲပျော်ရွှင်မှုဆိုတာဟိုက်ဒရိုဂျင်ထက်ပေါ်ပါပြီအောက်ဆီဂျင်ထက်ပိုအရေးကြီးတယ်ပျော်ရွှင်မှုဆိုတာတောက်ရည်လိုအမောပြေစေတယ်လမ်းမေးရေအိုးစင်ကဖြစ်ဖြစ် ရေခဲတစ်တာတွေကဖြစ်ဖြစ်ပျော်ရွှင်မှုဆိုတာလူဘဝတဲ့ဖော်မွန်စစ်ပါပဲပျော်ရွှင်မှုဆိုတာဘဝကစားဝိုင်းတွေကရောကြီးပါပဲပျော်ရွှင်မှုဆိုတာငါတို့စိတ်ညစ်ခဲ့တာတွေငါတို့ကြေကွဲခဲ့တာတွေငါတို့နာကြီးခဲ့တာတွေငါတို့ဆုံးရှုံးခဲ့တာတွေအတွက် တစ်ချိန်ချိန်မှာပြန်ရမယ်နစ်နာကြေးပါပဲတနေ့ငါတို့ပျော်ရွှင်ကြမယ်လော့စပီကာလိုကျေလောင်မှုမျိုးနဲ့တနေ့ငါတို့ပျော်ရွှင်ကြမယ်မော်တာလိုအဆက်မပြတ်လဲပတ်မှုနဲ့တနေ့ငါတို့ပျော်ရွှင်ကြမယ်မြစ်ထဲကဇင်ရော်တွေလိုလွတ်လပ်မှုနဲ့ပျော်ရွှင်မှုဆိုတာမျော်လင့်ချက်တွေနဲ့ဒွန်တွဲနေတတ်တယ် မျော်လင့်ချက်ကတော့နာယီလက်တံလိုတွေ့ရွေ့တွားနေပေါ်လောလောဆယ်မှာတော့ပျော်ရွှင်မှုကဘာမှမရေးရသေးတဲ့စာရွက်အလွတ်တရွယ်လာတန်းခြေစလုံးအိမ်တိုင်းခြေစလုံးအိမ်တိုင်းဟာမော်တော်ကားဘိန်းတွေလိုလဲပတ်ရွှေ့လျား တောင်လိုက်ခྱི་တွားနေတယ်နေအလင်းထဲမှာလဲမပြင်းမရိသူတွားစရာရှိတဲ့နေရာသူတွားတယ်ညအမောင်ထဲမှာလဲမကြောက်မလန့်သူခྱི་သူဆက်ချီတက်နေတယ်ခြေသလုံးအိမ်တိုင်းဟာနှောင်ကျိုးပေါင်းများစွာ ဆုံရှုံနေလို့လားခြေသလုံးအိမ်တိုင်းဟာ လောကကြီးကိုလှည့်စားနေတာလား